အလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ Facebook နဲ့ Messenger အသုံးပြုတဲ့မိတ်ဆွေတွေအတွက်ကျွန်တော်တို့ဒီပုံမှန်အတိုင်းဆိုရင် Messenger မှာ ဟိုစာလာပို့တဲ့အခါမျိုးကြီးမှာပေါ့နော်ကျွန်တော်တို့ ਨੇ friend ဖြစ်နေတဲ့သူတွေကလာပို့တဲ့ message တွေတော့ပဲကျွန်တော်တို့ကိုပြပေးရယ်ပေါ့နော်ကျွန်တော်တို့ ਨੇ friend မဟုတ်တဲ့သူမျိုးတွေအခြား group တွေရပဲဖြစ်ဖြစ် friend မဟုတ် friend မဖြစ်သေးတဲ့သူတွေရပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ကိုဒီစာတွေလာပို့ရဆိုရင်ဒီ message request ထဲမှာကျွန်တော်တို့ setting တွေကနေတော့တော့ပြီးဝင်ကြည့်မှမြင်ရတယ်ပေါ့နော်အဲ့လိုမျိုးမဖြစ်အောင်လို့အဲဘယ်သူပဲလာပို့ပို့နော် friend ဖြစ်ဖြစ်မဖြစ်ဖြစ်ဘယ်သူပဲစာလာပို့ပို့ကျွန်တော်တို့ရဲ့ဒီ messenger ထဲမှာ default chat နေရာမှာပေါ်နေအောင်လောက်ထားလို့ရမယ်နီလန်လေးကိုအစားဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်ဗျပထမဦးဆုံးအနေနဲ့ကျွန်တော် တို့ဒီ messenger လေးကိုဝင်လိုက်ပေါ့နော် ကျွန်တော်အခုပြပေးမဲ့ version ကတော့ဒီ messenger ရဲ့2025နောက်ဆုံး version ပေါ့နော်နောက်ဆုံး version ဆိုတော့မိတ်ဆွေတို့ကအကယ်၍ messenger နောက်ဆုံး version မတင်ရသေးဘူးဆိုရင်ကျွန်တော်နဲ့ပုံစံတပုံစံနဲ့တူကျင်နေဆိုရင်တော့ဒီ play store မှာသွားပြီးတော့ messenger version တင်လို့ရပါတယ်ဒါမှမဟုတ်ရင်လည်းဟိုကိုယ့်ရဲ့ version ပေါ်မူတည်ပြီးတော့ setting ထဲကို live ဝင်လိုက်ပေါ့နော်ကျွန်တော် version အဟောင်းလေးမှာဆိုရင်တော့ဒီ setting ကဒီဘက် down အပေါ် down လေးမှာရှိတယ်ပေါ့နော်ကျွန်တော်ကအခုကနောက်ဆုံး version ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအောက်မှာဒီ menu ဆိုတဲ့နေရာလေးကိုတစ်ချက်သွားလိုက်ပေါ့နော် menu bar တန်းကိုရောက်သွားပြီဆိုရင်ကျွန်တော်ဒီလိုမျိုးလေးတွေ့ရပါလိမ့်မယ်ဗျ ဒီလိုမျိုးလေးတွေ့ရပြီဆိုရင်ကျွန်တော်ဒီအပေါ်ဆုံးမှာရှိရဲဒီ setting ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါတော့။ setting လေးကိုတစ်ချက်နှိပ်လိုက်ပြီဆိုရင်ကျွန်တော်အောက်ကိုနည်းနည်းဆွဲလိုက်ပါ။အောက်ကိုနည်းနည်းဆွဲလိုက်ရင်ဒီနေရာမှာဒီ privacy safety ဆိုတာလေးကိုကျွန်တော်ထပ်ပြီးတော့တွေ့ရမှာဖြစ်ပါတယ်ဗျ။ဒါလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာ။ဒါလေးကိုတစ်ချက်နှိပ်လိုက်ရင်ကျွန်တော်ဒီလိုမျိုးအများကြီးတွေ့ရလိမ့်မယ်ပေါ့နော်ဒီလိုအများကြီးတွေ့ရတဲ့ထဲမှာကျွန်တော်တို့ကအဲဒီနေရာမှာဒီ message delivery ဆိုတာလေးကိုတစ်ချက်တွေ့အောင်လိုက်ရှာလိုက်ပေါ့နော်တွေ့ပြီဆိုရင်ဒီဟာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါဗျာ နှိမ့်လိုက်ရင်ဒီနေရာမှာတယောက်နဲ့တယောက်အနေငယ်ကွဲပြားနိုင်တယ်အနေငယ်ကွဲပြားနိုင်တယ်ဆိုတာကအဲကျွန်တော်တို့ဒီ spread profile ပိတ်မထားတဲ့အကောက်တွေပေါ့နော် profile ပိတ်မထားတဲ့အကောက်တွေဆိုရင်ဒီနေရာမှာဒီစာတန်းလေးက၄ခုတွေ့ရမှာဖြစ်ပါတယ်ဗျဒီစာလေးက၄ခုဖြစ်နေမှာဖြစ်ပါတယ်ကျွန်တော်ရဲ့အကောက်က profile ပိတ်ထားဖြစ်တဲ့အတွက်ကြောင့်မလို့အဲ၃ခုပဲတွေ့ရတာပေါ့နော်အဓိက၄ခုပဲတွေ့တွေ့၃ခုပဲတွေ့တွေ့သဘောတရားအတူတူပဲပေါ့နော်ကျွန်တော်တို့ဒီအပေါ်မှာဆိုရင်ဒီမှာ friend of friend on facebook ပေါ့နော် friend of friend on facebook ဆိုတာတော့ဟိုကိုယ်နဲ့ friend မဖြစ်သေးပြင်မဲ့ကိုယ်အကောင့်ထဲမှာရှိရဲ manual friend ပေါ့နော်ကိုယ်နဲ့ friend ဖြစ်နေရဲ့သူရဲ့တငယ်ချင်းတွေကဆာလာပို့ရင်အဲဆိုရဲသဘောပေါ့နော်အဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်တစ်ချက်နှိပ်ပြီးကျွန်တော်ဒီနေရာမှာအခြားတစ်ခုခုကိုရောက်နေရဲဥပမာအဖြစ်ဒီ300နေရာတွေကဒီ message request တို့ or don't not receive request တို့လိုမျိုးတွေကိုရောက်နေရဲဆိုရင်ဒီအပေါ်ဆုံးချက်ဆိုရဲနေရာလေးကိုပြောင်းပေးရမှာဖြစ်ပါတယ်ဗျကျွန်တော်ကပြောင်းပြီးသားပေါ့နော်ချက်ဆိုရဲနေရာလေးကိုပြောင်းပေးအဲပြီးပြီးဆိုရင်ပြီးပဲ MVR Facebook group ဆိုရဲဟာလေးကိုလည်းအဲကျွန်တော်ဒီချက်နှိပ်ပြီးတော့ချက်ဆိုတာလေးကိုပြောင်းပေးပါတော့အကယ်၍မိတ်ဆွေရဲ့ Facebook ကောက်မှာအဲ့လိုမျိုးပြောင်းလို့ရရတဲ့နေရာ၄နေရာဖြစ်နေတယ်ဆိုရင်ဒီအပေါ် 我东龙江边嘛去把来钓。 ကျွန်တော်တို့ဒီအောက်ကဟာလေးကတော့မိတ်ဆွေ join ထားတဲ့ဒီ Facebook တွေထဲကသူတွေကနေပြီးတော့ကိုယ်ဆာလာပို့တဲ့အခါမျိုးကြီးလို့ပြောတာပေါ့နော်ဘယ်သူပဲဆာလာပို့ဘူး friend ဖြစ်ဖြစ်မဖြစ်ဖြစ်ကိုယ့်ရဲ့ဒီ messenger ရဲ့ chat နေရာကိုတန်းပြီးရောက်စီခြင်းနဲ့ဆိုရင်ဒါလေးအကုန်လုံး like နှိပ်ပြီးတော့ chat ဆိုတာလေးကိုပြောင်းပေးထားရမှာဖြစ်ပါတယ်ဗျဒီလိုမျိုးလေးပြောင်းပေးထားလိုက်ပြီဆိုရင်တော့ကျွန်တော်တို့ဒါကိုယ်နဲ့ friend မဖြစ်ရင်တော့မှ messenger ကိုဆာလာပို့ရဆိုရင်ကိုယ်ကတန်းပြီးတော့ messenger ထဲဝင်လိုက်တာနဲ့တန်းပြီးမြင်နေရမှာဖြစ်ပါတယ်ခင်ဗျာဒီနီလန်လေးကတော့ဒါမိတ်ဆွေအတွက်သုံးတက်မယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်လည်းဒူးချင်းတွေအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ